မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရွေးကောက်ပွဲမှာလွှတ်တော်အမတ်နေရအများဆုံးအနိုင်ရရှိထားတဲ့ Move Forward Party ခေါင်းဆောင်လွှတ်တော်အမတ် Peter ကမဲဆောက်လေးစိမ့်မှာစစ်ကောင်စီလေရင် April 9ရက်နေ့ညပိုင်းကဆင်းသက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မဲဆောက်လေးစိမ့်မှာဘာတွေဖြစ်ခဲ့သလဲလို့ထိုင်းအစိုးရနဲ့စစ်တပ်ကိုမေးခွန်းထုတ်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့ညပိုင်းမှာရန်ကုန်ကနေမဲဆောက်ကိုအသွားအပြန်စစ်ကောင်စီလေရင်ဒဇင်းလာရောက်ဆင်းသက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေရင်ဆင်းသက်မှုမှာဘာအတွက်ကြောင့်ဆင်းသက်တယ်လဲဆိုပြီးတော့ပီတာကမေးခွန်းထုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗါမဲဆောက်လေစိမ်းမှာဘာတွေဖြစ်ခဲ့တာလဲပြည်သူတွေကအစိုးရနဲ့စစ်တပ်စီကနေအဖြေတွေစောင့်နေပါတယ်စစ်ဘေးဒုက္ခသည်တွေကူညီဖို့ဆိုတာကလူသားချင်းစာနာထောက်ထားမှုစီမင်းစည်းကမ်းတွေအပေါ်မှာအခြေခံရပါမယ်ဒါကအုပ်စုတစုရဲ့အကျိုးစီးပွားအတွက်မဖြစ်ရပါဘူး လက်နက်တွေနဲ့ဥစ္စာပစ္စည်းတွေကိုပို့ဆောင်တာကမြန်မာစစ်တပ်ကိုကူညီတာလို့အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ထိုင်းအစိုးရအနေနဲ့ပွင့်လင်းမြင်သာမှုရှိရပါမယ်လို့ပီတာကလူမှုကွန်ရက်ကနေတဆင့်မေးခွန်းထုတ်ထားတာကိုတွေ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေရင်ကိုမဲဆောက်လေစိတ်မှဆင်းသက်ခွင့်ပြုတ်လိုက်ခြင်းဟာလက်ရှိမှာထိုင်းနိုင်ငံကပြည်သူများကြားမှာထိုင်းအစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်မှုတွေမြင့်တက်နေပြီးတော့နိုင်ငံရေးအတိုင်းအဝိုင်းမှာလည်းအတိုက်အခံတွေကပွင့်လင်းမြင်သာစွာထုတ်ဖော်ဝေဖန်လာကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကမဲဆောက်ရန်ကုန်အရေးပေါ်လေရင်ပြန်တမ်းမှုကိုဖျက်သိမ်းလိုက်တော့လေမြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကလေရင်တွေကိုအချိန်မရွေးမဲဆောက်ကိုလူတွေရွှေ့ပြောင်းနိုင်ရေးအတွက်ပြန်တမ်းနိုင်ရန်အဆင့်အင့်ပြင်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလာ၈ရက်နေ့မနက်၁၀နာရီအချိန်မှာ MNA လေရင် ATR 72600ဟာ မဲဆောင်မြို့ကိုပြန်တမ်းဖို့အတွက်လေတပ်အရာရှိဟောင်းလေရင်မှုတွေကအစင်သက်လေရင်ခွေထဲမှာစောင့်ဆိုင်းခဲ့ကြတယ်လို့သိရပါဗျ။မွန်လွဲပိုင်းမှာစစ်ကောင်စီကရန်ကုန်မဲဆောက်အသွားအပြန်အရေးပေါ်လေရင်ပြန်တမ်းမှုကိုဖြတ်သိမ်းလိုက်တယ်လို့အကြောင်းကြားလာခဲ့ပါဗျ။ဒါပေမဲ့ MNA ကလေရင်တချို့ကိုမဲဆောက်မြို့အထိအရေးပေါ်ပြန်တမ်းနိုင်ရေးအတွက် stand by စီစဉ်ထားဖို့အတွက်ညွှန်ကြားထားတယ်လို့သိရပါဗျ။ AP လ၈ရက်နေ့မနက်၁၀နာရီမှာရန်ကုန်ကနေမဲဆောက်အထိလေရင်တက်ဖို့အားလုံးပြင်ထားပြီးမြေ ဖြတ်သိမ်းဖို့အမိန့်ကြလာပါတယ်ဒါပေမဲ့အမြဲတမ်းမဲဆောက်ကိုအရေးပေါ်ပြန်တန်းနိုင်မဲ့လေရင်တစည်းကိုအစင်သင့်စတမ်းမိုင်ပြင်နာဖို့အတွက်ညွှန်ကြားထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောကြားထားပါတယ်အပီလ9ရက်နေ့ကရန်ကုန်မဲဆောက်အသွားပြန် MNA လေရင်ခရီးစဉ်ကိုလေတပ်ကရရှိဟောင်းလေရင်မှု2ဦးဖြစ်တဲ့ကပတိန်မျိုးမင်းတန်းနဲ့ကပတိန်ဝင်းခိုင်ထေးတို့ကလေရင်ကိုမောင်းနှင်ခဲ့ကြပြီးတော့လေရင်မောင်နဲ့လေရင်မယ်တွေအဖြစ်နဲ့ SK ခွန်ဆိုင်ကြနဲ့ထုတ်အောင်ရှိုင်းတို့ကလိုက်ပါခဲ့ကြတယ်လို့သိရပါဗျ။အေပီလာ9ရက်နေ့ညက မဲဆောက်ရန်ကုန်ပြန်တန်းခဲ့ကြတဲ့လေရင်မူးနှစ်ဦးစလုံးကစစ်တပ်ကတို့ကြောင်းစင်းလေတပ်အရာရှိဟောင်းတွေဖြစ်ပါတယ်လေရင်မောင်ထုတ်အောင်ဆိုင်ဆိုတာကလည်းလေရင်မောင်ချုပ်ရဲ့တူတော်ဆက်ပါတယ်စစ်ကောင်စီကသူတို့ရဲ့ယုံကြည်စိတ်ချရတဲ့သူတွေကိုသာ operation အတွက်လှုပ်ဆောင်စေပါတယ်နောက်တစ်ခုကတော့လူမှုကွန်ရက်ပေါ်မှာသတင်းတွေဓာတ်ပုံတွေတက်လာတာနဲ့ပတ်သက်ပြီးတော့ MNA ကဘလို့ထွက်သွားလဲဆိုတာကိုစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမိုင်းယောင်မြို့မှာရွှေဆိုင်ဓမြတိုက်ခိုက်ရမှုဖြစ်ပွားခဲ့ပြီးတော့ဓမြအဖွဲ့ရဲ့တနက်နယ်ပြစ်ခတ်မှုကြောင့်အမျိုးသမီးတအူးတေဆုံးကဆိုင်ရှင်မှလည်းကြီးစံထိမှန်ပြီးတော့ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းယောင်မြို့ရက်ွက်ရှစ်မှာရှိတဲ့အေဝရက်ရွှေဆိုင်မှာအေပီလာရှစ်ရက်နေ့နေ့လယ်၂နာရီ38မိနစ်အချိန်ကဓမြတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တနက်တီကန်ဆောင်ထားတဲ့အမျိုးသား၄ဦးဟာဆိုင်ကယ်နှက်စီးနဲ့နေ့လယ်၂နာရီ38မိနစ်အချိန်မှာရောက်ရှိလာပြီးတော့ ဓမြတိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဓမြအဖွဲ့ရဲ့တနက်နဲ့ပြစ်ခတ်မှုကြောင့်ရွှေဆိုင်အနီးနားကနေအိမ်ကအမျိုးသမီးတဦးဦးကောင်းမှကြီးစံထိမှန်ပြီးတော့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ရွှေဆိုင်ပိုင်ရှင်ဦးဆိုင်ခန့်တက်ကတော့ခြေထောက်မှကြီးစံထိပြီးတော့ဒဏ်ရာရတယ်။အိမ်နီးချင်းအမျိုးသမီးကတော့ဦးကောင်းကိုပြစ်ခတ်ရပြီးတော့ဆုံးသွားတယ်လို့သတင်းအင်းမြစ်တဦးကပြောပြလာပါတယ်။ဦးကောင်းမှကြီးထိပြီးတော့တေဆုံးသွားတဲ့အမျိုးသမီးမှာအသက်29နှစ်အရွယ်ဝန်းကျင်ရှိတဲ့မတ်အီမွန်ဆိုသူဖြစ်ပြီးတော့သူ့မှာလာသားအရွယ်ကလေးငယ်တဦးရှိတယ်လို့သိရပါတယ်။ သူကဓမြတိုက်တဲ့အချိန်မှာသူ့ရဲ့ဖနက်ဆိုင်တွေကနေပြီးတော့စူညံတန်တွေကြားတဲ့အတွက်အပြင်ကိုထွက်ကြည့်ရာကနေပြီးတော့ကြီးစံထိမှန်ပြီးတေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဓမြအဖွဲဟာရွှေဆိုင်အတွင်းကရွှေတွေကိုယူဆောင်သွားပြီးတော့၎င်းတို့စီးလာတဲ့ဆိုင်ကယ်တွေနဲ့ပြန်လည်ထွက်ခွာသွားကြတယ်လို့သိရပါတယ်။ဓမြတိုက်ခိုက်ရတဲ့အတွက်ရွှေတွေပစ္စည်းဘလောက်ပါသွားလဲဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။မိုင်းရောင်မြို့ဟာအရင်ကတည်းကဆိုင်ကယ်ခိုးခံရမှုတွေနဲ့ဖောက်ထွင်းခံရမှုတွေသာဖြစ်ပွားခဲ့တော့လေ အခုလိုမျိုးဓမြတိုက်ခံရမှုတွေတကြိမ်တစ်ခါမှမဖြစ်ဘူးတဲ့အတွက်ဒေသခံတွေအနေနဲ့ထိတ်လန့်မှုတွေကြုံတွေ့နေရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။မိုင်းရောက်မှာကအခုလိုမျိုးတစ်ခါမှမဖြစ်ဘူးဘူး။ခိုးမှုတွေလောက်ပဲဖြစ်တာအခုလိုဓမြတိုက်မှုနဲ့အတူလူပါသေးတဲ့အထိဖြစ်တာဆိုတော့တော်တော်များများကအထိတ်တလန့်ဖြစ်နေကြတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။မိုင်းရောက်မြို့ဟာ2022ခုနှစ်မတိုင်မီကတာချီလိပ်ခရိုင်ရဲ့လက်အောက်ခံမြို့ဖြစ်ပြီးတော့2022ခုနှစ်အလွန်မှာတော့မိုင်းရောက်ခရိုင်အဖြစ်နဲ့ပြောင်းလဲဖွဲ့စည်းထားတဲ့ ခရိုင်ရုံးဆိုင်ရာမြို့တစ်မြို့ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ရွာငံမြို့မှာအုတ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရတဲ့သူတွေကိုထောက်ပံ့ဖို့အတွက်ဆိုပြီးတော့တအိမ်ကိုငွေကျပ်3000အတင်းအဓမ္မလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ31ရက်နေ့မှာရွာငံမြို့မှာရှိတဲ့ဈေးတန်းရက်ွက်ရုံးမှာအုတ်ချုပ်ရေးမှုနဲ့အုတ်ချုပ်ရေးအဖွဲ့ဝင်တွေတွေ့ဆုံပြီးတော့ရမီရဖ25ဦးရဲ့အစည်းအဝေးဆုံးဖြတ်ချက်လို့ပြောပြီးတော့ စစ်မှုထမ်းဥပဒေနဲ့စုဆောင်ခံရတဲ့သူတွေကိုထောက်ပံ့ဖို့အတွက်တအိမ်ကိုငွေကျပ်3000နှုန်းကောက်ခံမဲ့အကြောင်းကြားစာတွေကိုလိုက်လံပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ရမ်းမီရက်ဖ25ဦးဆိုတာလေသူတို့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပဲဒီကောင်တွေကပြည်သူတွေအပေါ်မှာဘလို့ငွေတောင်းရမလဲပဲကြည်နေတာဒီကောင်တွေကသူတို့တောင်းတဲ့ငွေမပေးရင်ပြဿနာရှာမှာဆိုတော့မပေးခြင်းလဲဘယ်တက်နိုင်မလဲတအိမ်ကိုဒဇောင်နှုန်းနဲ့လိုက်ပေးနေတာလို့ဒေသခံပြည်သူတူကပြောဆိုထားပါတယ်လက်ရှိအချိန်မှာရွာငံမြို့မှာရှိတဲ့ဈေးတန်းရက်ွက်နဲ့ကွက်တဲ့ရက်ွက်တို့မှာလည်းတအိမ်ကိုငွေကျပ်၃000 အတင်းအဓမ္မလိုက်လံကောက်ခံမှုအတွက်စတင်ပြုလုပ်နေပြီးတော့ကြံရှိတဲ့ရက်ွက်တွေမှာကောက်ခံချက်မရှိသေးဘူးလို့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဒေသခံတွေရွာလုံးကျွတ်စစ်ဘေးရှောင်နေတဲ့အချိန်မှာဒဝဲမြို့နယ်ဗကာကြီးရွာကနေအိမ်အများအပြားကိုစစ်ကောင်စီတပ်ကဝင်ရောက်မှွေနှောက်ပြီးတော့တံမိုးကြီးပစ္စည်းတွေကိုယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလ၂ရက်နေနဲ့၃ရက်နေတွေမှာဗကာကြီးရွာရဲစခန်းကို င်အားဖြည့်တင်ရောက်ရှိလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ KNLA ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကဘဂါယီရွာတဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲတွေကြောင့်ဘဂါယီဝက်သေးနဲ့ပခတ်ရွာတွေကဒေသခံတွေဟာစစ်ဘေးရှောင်ထွက်ပြေးခဲ့ရတယ်လို့သိရပါဗါစစ်ကောင်စီတပ်သားတွေကတော့ရွာတွေကနေအိမ်တွေကိုမှွေနှောက်ထားပြီးတော့တံမိုးကြီးပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်အိမ်တွေမှာဘာမှကိုရရစရာမရှိတော့ဘူး ထုဖြူရိုက်ဖြူပြီးတော့အကုန်မှွေထားတယ်လူနေနေပဲအခြေအနေကိုဝင်ကြည့်လာဆိုတော့ဘာတွေပါသွားလဲတေချာမသိရသေးဘူးလို့ဒေတာကံအမျိုးသားတအုပ်ကပြောပြလာပါတယ်ငွေနောက်ခံထားရတဲ့နေအိမ်အရေးအတွက်တိတိကျကျကိုမသိရသေးပေမဲ့ဒေတာကံတွေကတော့ရွာလုံးကျွတ်ငွေနောက်ဖြတ်စည်းခံထားရတယ်လို့ပြောဆိုခဲ့ပါတယ်2014ခုနှစ်သကောင်စင်ရဲ့အရာဗကာကြီးကျေးရွာအုပ်စုဟာအိမ်အောင်စုပေါင်း800နီးပါးရှိတဲ့ကျေးရွာတရွာဖြစ်တယ်လို့သိရပါတယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခုလ၂ရက်နေ့ကလည်းဗကာရီရွာတဲကနေအိမ်တဆောင်နဲ့ကားတစီးကိုစစ်ကောင်စီတပ်သားတွေကမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါဗါးဒါအပြင်ပြီးခဲ့တဲ့တပတ်အတွင်းမှာအရသာပြည်သူ9ဦးထက်မနည်းကိုလည်းစစ်ကောင်စီတပ်သားတွေကဖမ်းဆီးထားတယ်လို့ပြည်သူ့ကာကွယ်ရေးဘော်တွေကပြောပါတယ်လက်ရှိမှာလည်းစစ်ကောင်စီတပ်သားအင်အားတရာနီးပါးလောက်ကဗကာရီရွာရဲစခန်းနဲ့အနီးတစ်ဝိုက်မှာဆက်လက်နေရာယူထားတယ်လို့ပြည်သူ့ကာကွယ်ရေးဘော်တွေကပြောပါတယ်တော်လိုင်းတက်တွေဘက်ကတော့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဗကာကြီးရွာတဝိုက်ကနေပြီးတော့ပြန်လဲဆုတ်ခွာထားတယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ပြည်သူ့ကာကွယ်ရဲဘော်တအုပ်ကပြောပါတယ်ရေပြူမျိုးနယ်ကဒဝဲရေနတ်စိတ်ကန်း area တဝိုက်ကိုလည်း AP လ9ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်သားအင်အားတရာဝင်းကျင်လောက်ကစစ်ကြောင်းထိုးလာတာကြောင့်ဝတ်ချောင်းခမောင်းချောင်းဧကနိလဲရှောင်းတဲ့မူဒူးရွာတွေအပြင်အနီးနားကဒေသခံတွေကပါနီးစပ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ AP လ၈ရက်နေ့မနက်ပိုင်းမှာတော့နဘူးလေရေနဲ့စိတ်ကန်းကစစ်ကောင်စီတပ်စခန်းစီကို ဆက်လက်ပြီးတော့စစ်ကြောင်းထိုးသွားတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ